Hello လုံးမလင်တနေ့တည်ဆုံးရည်မြေမုတ်မှလာ၍မြေမုတ်ဘွားတွင်ပြောက်ွယ်ရည်သို့တော်အသက်ရှင်စင်ဘွား၌ထူးထူးခြားခြားစွမ်းဆောင်အောင်မြင်ခဲ့သူကတည်ဆုံးခြင်းနန္ဒမိတ်ကိုကြော်လွန်၍အတော်ရှေပေသည်မိမိလုံးသည့်အရာ၌ထမြောက်အောင်မြင်အတွက်တလုံးသည့်အလုပ်ကိုစဉ်နှက်နှစ်တတ်မှုရှိရမည်နှင့်အစွမ်းကုန်လှုပ်ဆောင်ရမည်၃အခြားလူများနှင့်အဆင်ပြေစွာပူးတွဲဆောင်ရွက်ရမည်၄ အခွင့်အလမ်းကို မြင့်တက်ရယူတတ်ရမည်။ရည်ချက်လေးကိုနည်းပြည့်စုံလင်းတင်သည်။အောင်မြင်ကြွယ်ဝပြည့်စုံသောချမ်းသာပျော်ရွှင်သောဘဝခေလံကိုရှောင်လန်းရတော်မူမှမဟုတ်ချဖြစ်သည်။အချို့လူများအလုံးဖြစ်ရန်အတွက်သူတစ်ပါးအသုံးချနိုင်ရမည်။ဖောက်ရဖြက်ရလီရမည်။သို့မှသာချမ်းသာနိုင်မည်ဟုယူဆကြသည်။ဤသည်မှာမှားရင်သည်အဆုံးမြင်ဝါရာဖြစ်သည်မိမိကိုယ်ကိုအေးစားယုံကြည်ခြင်းကိုယ်စီကံကိုမဖောက်ခြင်း ကိုကိုအားကိုခြင်းစသောအရေးချင်းကောင်းများဖြင့်လူသည်တကယ်စစ်မှန်၍ဂုံယူလောက်သောထမြအောင်မြင်မှုမျိုးရရှိနိုင်ပါသည်။လောက၌အတ္တပရာချင်းစားရေလောက်သောအလုံးမျိုးသာရရှိတည်တံ့သောချမ်းသာပျော်ရွှင်မှုကိုပေးနိုင်ပါသည်။အများ၌ညံ့နာစေပြီးမိမိတောင်းတဲ့သာအချို့ရှိသည့်ဆွမ်းဆောင်အောင်မြင်မှုမျိုးသည်ရရှိ၌မိမိကိုဒုက္ခပေးမည်ဖြစ်သည်။ထို့နည်းတူစွာအချို့လူများမှာအစုံတရာသောအလုံးထမြအောင်မြင်ဟုသာကြည်သည်။ မိမိဒီဟာကိုဖြစ်အောင်လုပ်နိုင်သည် ဆိုသည့်အချက်ကိုမိမိကိုယ်တိုင်အားပြသရန်သို့မဟုတ်တခြားသူသိမြင်စေရန်အတွက်သာအယုံဆိုင်ပြီးယင်းကိုတက်တက်မဲမဲဆောင်ရသည်သို့တော်ယင်းလုံးရသည်မိမိအတွက်မိတို့မိဘုံအကျိုးပြုမိမိမိဘဝတာယာချက်မြဲအတွက်မိများအထောက်ကိုပြုမိစသည်တော်မတွေ့ထို့ခါအရင်နည်းများသလောက်ခန်းစားရသည့်အကျိုးကျေးဇူးကနေပါလာတော်သည်ဘဝအတွက်တန်မိုးရှိသောအလို့တကူစိတ်အားထက်သန်စွာဆောင်ရွက်ကြတော်သူများသာ ထမြောင်အောင်မြင်မှု၏အသေးပွင့်များကိုစဉ်နှံ့အားရစွာခန်းစားကြသည်မိမိအောင်ဝဲမိမိပိတ်ပင်ခြင်းမိမိလုံးနေသည့်အလုပ်ကိုစဉ်နှံ့နှစ်သက်ခြင်းမရှိသေးခါစိတ်ပါလက်ပါမလို့အာတုံခေါ်ဆိုင်မလို့လုပ်ငန်းသဘောရာဆက်ဆက်နေရသူအာခိုပြုနေရသူများနဲ့အဆင်ပြေအောင်မစိုးစားပြန်လည်ညှိနှိုင်းဆောင်ရွက်မှုမပြု ဖြစ်သလောက်ဖြစ်ခြင်းရောပဲဒီအချိန်မှာဒါအစွမ်းကုန်ပဲဟုမှတ်ချက်ချလိုက်တတ်သည် မိမိကိုကိုလည်းငါအဲ့တလောက်ပဲစွမ်းဆောင်နိုင်သည်ဟုစွမ်းရည်အစဉ်ကိုနှိတ်ချကန့်တတ်ထားလိုက်မိတတ်သည် လူတော်များများမှာမိမိတို့၏စွမ်းဆောင်နိုင်မှုအစဉ်ကိုဘဝခေဆော့ဆော့ပိုင်းလောက်မှာပင်ရည်ရည်ပြတ်နှိတ်ချကန့်တတ်ခဲ့ကြပြီဖြစ်သည်ဒီတိုင်းမြင်သောအစဉ်များသည့်ငါနဲ့မဆိုင်ငါမတတ်နိုင်ဟု၍ဥမာဥပသည်လုပ်ငန်းကြီးတစ်ခုလုပ်ချင်သည်၎င်းလုပ်ငန်းအတွက်ငွေအရင်းအမြောက်များလိုသည် သူတွင်မရှိ ဥပဒေသူ၏လုပ်ငန်းစီစဉ်နှင့်အောင်မြင်နိုင်သည့်အလားအလာများရှင်းပြကငွေရင်းရှိသူအများပြားကိုသူ့လုပ်ငန်းထံဝင်လာအောင်စီအောင်သည့်ငွေရင်းအတန်သင်ရလာသည့်အခါ၎င်းလုပ်ငန်းကိုခက်သေးသေးအဆင်ဖြင့်လုပ်ပြသည်ထို့နောက်ရင်းစက်လုပ်ငန်းအောင်မြင်မှုပြတာကလုပ်ငန်းကြီးအတွက်ငွေရင်းအလုံးလောက်ရအောင်စီရင်ယူလေသည်ယခုခါဥပဒေအယာမလုပ်ငန်းကြီးတစ်ခု၏အကြီးအကဲဖြစ်လျက်ရှိသည်ကဲ့သို့စံတာကြွားသူတော်လည်းဖြစ်နေပြီး သူအချိန်နဲ့ဒီဒီလုပ်ငန်းကြီးအကောင့်ထဲပေါ်ရစတင်မစူးစောင်းပြီးကာလာကနဲ့တခြားစီမောင်ပါနဲ့ဆက်ဆက်ပြီးသူတငယ်ချင်းတုံးဖြစ်သူဦးမြာကမိတို့ပြောတဲ့နေ့နားထောင်ကြည့်ပါဥပဒီလုပ်ငန်းလုပ်မယ်ဆိုတာကျွန်တော်လည်းတိုင်မြင်ပါတယ်သူနဲ့အတူလိုက်လုပ်ဖို့အဖို့ခေါ်တယ်ဘလို့ဘလို့တွေလုပ်မယ်ဆိုတာစီစဉ်နေလဲပြောပြတယ်ကြားရတာသိရကြစရာပဲဒါမဲ့လက်တွေ့ဖြစ်နိုင်မယ်မထင်လို့ကျွန်တော်ငင်းလိုက်တယ်သူကသူ့ဘာသူလှုပ်ပြီးဖြစ်သွားတယ်။သူတောက်လျှောက်ဘလို့လှုပ်သွားတယ်ဆိုတာလေကျွန်တော်အကုန်လုံးသိတယ် ဒီကနေ့ကျွန်တော်ကောင်းတဲ့မှာတိတ်အလုပ်ဖြစ်တဲ့လုပ်ငန်းအကျင့်စီကောင်နှစ်ခုတောင်ကိုရှိနေရ။ဥပါလောက်သွားတဲ့အစီအစဉ်မျိုးတိုင်းလုပ်ရင်ဖြစ်မယ်။ဒါမဲ့ကျွန်တော်သူတပားစီယာပတ်စံကိုလက်ထဲရအောင်စီယုံတင်သွင်းတဲ့အလုပ်မျိုးတစ်ခါမှမလုပ်ဘူး။ဒီလိုစီယုံလို့ရလာရင်လည်းအဲ့လောက်များပြားတဲ့ငွေအလုံးရင်းကိုကျွန်တော်တာဝန်မြူရဲဦးဗျာ။ကျုပ်တို့ကငွေများများကင်မှုတဲ့အကောင့်တော့မဟုတ်ပဲ။အဲ့တော့မောင်မကြီးဝါသွားရင်ပဲကျုပ်ကတော့ဒုံရင်ဒုံရင်ပေါ့ဗျာ။ဟုတ်ရဲ့။ ဥမြာကိစ္စကိုကြည့်ရင်အဓိကပြဿနာမှာမိမိကိုယ်ကိုယုံကြည်မှုနှဲပါခြင်းဖြစ်သည်ကိစ္စတစ်ခုမလုပ်ဘူး၍မလုပ်ရဲဟုဆိုရင်အဘယ်အခါဘာလုပ်ဖို့တော်မည်နည်းဥမြာ၏စိတ်ထဲတွင်သူသည်လုပ်ငန်းကြီးကြီးကျယ်ကျယ်လုပ်နိုင်မည်သူမဟုတ်ဟုယတိပြတ်ဆုံးဖြတ်ချက်ချတာရာသူ့အနေနဲ့ကြီးကျယ်အောင်မြင်လာနိုင်စရာအကြောင်းလုံးဝမရှိတော့ပါမိမိကိုယ်ကိုအစွမ်းစတောင်းအောင် ဖိနှိပ်ပိတ်ဆို့တတ်သည့်အကြောင်းများတဲ့တွင်ဖြစ်ရခြင်းသည်လည်းတစ်ခုပါဝင်ဖြစ်သည် ဝရိယနေပါသူလူပြင်းတို့လက်သုံးစကားကလက်ကကိုဒုက္ခကိုရှာလို့ကဒီအတိုင်းနေတော့ဘာဖြစ်တယ်လဲဟူ၍ဖြစ်သည်ဟောကြောင့်ကိုဒုက္ခကိုရှာသူတို့ကြီးပွားသွားတယ်ကဒီအတိုင်းနေသည်တို့ဒီအတိုင်းကျင့်ရခဲ့ကြခြင်းဖြစ်လေသည်တန်လန်းကိုပိတ်သည်နောက်တစ်ချက်တခုကကြောက်စိတ်ဖြစ်သည်မောင်မြင်မှာကြောက်သည်စိတ်ဟာဖြစ်ပါမလားထိုင်နေကောင်းလားထထသွားမှကြုံမှန်တရားမျိုးဖြစ်မယ်ငွေမနိုင်တနိုင်နဲ့သွားလို့ပြောရှိရလေးပြုတ်သွားအောင်မယ် စသည့်အတွေ့အမျိုးများလုပ်ငန်းမစဖြစ်အောင်ဟန်တားနေရှိသည်နောက်ထပ်အကြောက်စိတ်တစ်မျိုးကတော့အောင်မြင်မှုကိုကြောက်သည့်စိတ်ဖြစ်သည်စဉ်းစားကြည့်ပါဒီစိတ်မျိုးလည်းလူအတော်များများမှရှိကြသည် လုပ်ငန်းလေးတစ်ခုအပေါက်လန်းတက်နေပြီဆိုရင်ရင်တိတ်တိတ်ဖြစ်လာသည်ဟေ့အောင်မြင်နေအောင်မြင်နေနဲ့တိတ်မပြောနဲ့နော်တော်ကြဘာပြဿနာပေါ်ပြီးလုပ်ငန်းပြတ်သွားမလဲမသိဘူးသူ့ရဲ့အောင်မြင်နေသော လုပ်ငန်းဘယ်တော့ပြတ်မလဲဟုထိုင်မျော်နေတတ်သူလူမျိုးတွေအများအပြားရှိသည် ရှဲ့တို့တိုးတက်အောင်မစိုးစားလုပ်ငန်းအောင်မြင်သေးတဲ့အောင်မြင်အောင်ဘာတွေထက်လို့ရမလဲမကြံစားနောက်သာတငဲငဲလုံနေရလုပ်ငန်းပေါ်မိမိအာရုံဝင်စားမှုနဲ့ပါခြင်းကြောင့်လုပ်ငန်းကျဆင်းလာတဲ့အခါငါမပြောဘူးလားငါတို့ကကံမပါဘူးကွာဘာလို့ဖြစ်ဖြစ်အောင်မြင်လဲခဏပဲရေရှည်အကျိုးမပေးဘူးကွာပြောဆိုကလုပ်ငန်းကိုမိမိဘာသာအမှတ်မဲ့ပင်တဖြည်းဖြည်းရုပ်သိမ်းသွားမိတတ်ကြသည်၎င်းလူများ၌အဓိကပြဿနာမှာ မိမိကိုယ်ကိုလေးစားယုံကြည်စိတ်နှက်ပါခြင်းပဲဖြစ်သည်ကိုယ်ကိုလေးစားယုံကြည်စိတ်နှက်ပါသည့်အခါမိမိကိုယ်ကိုချီးမားသောအောင်မြင်မှုမျိုးနဲ့ထိုက်တန်သည်မထင်သဖြင့်တန်ရာတန်ရာအဆင့်ထိရောက်မိမိဘာသာဆွဲချသွားလေသည်အောင်မြင်ပြီးစိတ်မချမ်းသာနိုင်ကြသူများလောက၌စိတ်မချမ်းသာနိုင်သူနှစ်မျိုးရှိသည်တစ်မျိုးကမိမိစိတ်ကိုယ်ရင်အိမ်မက်များလုံးဝအကောင့်ထဲမပေါ်သူဖြစ်၍နောက်တစ်မျိုးမှာ ညီမချက်များအကောင့်ထဲပေါ်ပါလျက်စိတ်မချမ်းမသာဖြစ်နေရသူမျိုးဖြစ်သည်ညီမချက်အောင်မြင်ပါလျက်ကိုလိုလားသောအခြေအနေအဆင့်တန်းသို့လည်းရောက်ရှိနေပါလျက်စိတ်မချမ်းသာနိုင်ဖြစ်နေခြင်းသည်အဘယ်ကြောင့်လဲညီမချက်ပန်းနိုင်ဆိုတာလွယ်၍တခြားဘာမှမစင်စားခဲ့ခြင်းကြောင့်ဖြစ်သည်ဒီမန်ချက်ပန်းနိုင်သူရောက်အောင်ချိုးပန်းအထုံနေသည့်အဓိကအကြောင်းရင်းသည်ဘာလဲဆိုတော့မစင်စား ဖန်းနိုင်ရောက်ရေးသားပဒါနာဟုဒရက်ချန်းတွုံးဝေကြော်လွားသွားနေသည့်အခါမိမိစိတ်ချမ်းသာပျော်ရွှင်မှုတွေပဒါနာကြသောအရာများဖြစ်သည့်တာယာချမ်းမြေ့သောမိသားစုဘဝအပြန်အလှန်ရင်းနှီးချစ်ကြသောမိတ်ဆွေတင်ကားဘဝအကျိုးတူစီးပွားအတွက်သစ္စာရှိစွာဆောင်ရွက်ရသည့်လောက်ဖို့ကံဘဘဝစသည်များတိလျက်ဖြစ်စေ မတိပဲဖြစ်စေတိုက်ခိုက်ဖြစ်စေမိတတ်ကြသည် ကိုလိုချင်သောအရာရရှိပြီဆိုသောအခါကိုဘေးတွင်ဘာမှမရှိတော့မိသားစုနှင့်ဆင်ခဲ့ပြီးမိဆွေထက်ရန်သူပေါ်ခဲ့ပြီးမိမိထက်သို့တက်ရလန်တွင်လူတကာပခုံးကိုတက်နေမိခဲ့ပြီးဒီအချိန်မှာမိမိအချက်ကုတ်ချက်ခဲဇွဲနေရခဲ့သည့်ရီမန်းချက်ပန်းနိုင်သည်မထိုက်တန်သောအရာတန်မိုးမရှိသည့်အရာဖြစ်သွားတော့သည်ဟောကြောင့်မိမိရီမန်းချက်ပန်းနိုင်သည့်ဘာအတွက်ချမှတ်ခဲ့သည်နည်းဆိုသည်ကိုမမေ့မလျော့အောင်ဆင်ခြင်ဖို့လိုသည် ုပ်ငန်းဖျက်မြောက်ခြင်းကြောင့်ရရှိလာသောအသေးပွင့်ကိုတာယာချမ်းမြေ့သော မိသားစုဘဝတည်ဆောက်ရေးယင်းနှီးခင်မင်သောမိဆွေတင်ကားဆက်ဆံမှုပြိုးထောင်ရေးပြည့်စုံသောမိမိဘဝနှင့်လျော့ညီစွာ အများကျိုးတည်ဖို့ဆောင်ရွက်ရေးတို့တွင်တင့်တင့်အမျှတာစွာအသုံးပြုနိုင်မှသာအောင်မြင်သူအဆက်ဖြစ်မည်တကယ်ထိုက်တန်သောရည်မှန်းချက်ပန်းတိုင်းသို့ရောက်ရှိသူဖြစ်ပေမည်အမြင့်ဆုံးစွမ်းဆောင်အောင်မြင်မှု နောက်တော့ဒီမွေးဖွားလာစဉ်ကမိသူကတော့ဘာသာစုံတန်းဆန်ကုန်လို့ရမည်မိသူကလုပ်ငန်းရှင်တထေကြီးဖြစ်မည်မိသူကဌာနကြီးကဲဖြစ်မည်ဟို၍ကြိုတင်သက်မှတ်ချက်များဖြင့်မွေးဖွားလာကြသည်မဟုတ်ပေသို့သောကျွန်တော်တို့တွင် အသိဉာဏ်ပါလာခဲ့၏ထို့ပြင်ထိုအသိဉာဏ်ပေါ်ရမှုတည်ရွေဖြစ်ပေါ်လာသည့်အထွေထွေသောကျွမ်းကျင်မှုအစွမ်းစားများကိုအမြင့်မားဆုံးသောအတိုင်းအတာထိဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်ခွင့်သည်လည်းလူတိုင်း၌ကိုယ်စီကိုယ်ငါပါလာခဲ့ကြ၏ ။လောက၌တကယ်အောင်မြင်သူမိမိဘဝမိမိတကယ်တမ်းစိတ်ကျဉ်နံနိုင်ကြသူတို့ကမိမိဖွံ့ဖြိုးတိုးတက်နိုင်ခွင့်ကိုအတိုင်းတာအကုန်ထိခွင့်ပြုခဲ့ကြသူများသာဖြစ်ပေသည်။ယင်းကိုတိုးတက်အောင်ဆောင်ရွက်ရနိုင်အကောင်းဆုံးနိလန်တစ်ခုမှာမိမိကိုယ်ကိုမိမိပြန်ဆိုင်ခြင်းဖြစ်သည်။ငါသည်ယခုထက်ပိုကောင်းလုံနိုင်သည်။ငါသည်ယခုထက်ပိုတော်လာနိုင်သည်။ငါသည်ယခုထက်ပိုတတ်မှုရှိသည့်အရာဖြစ်မြအောင်မြင်နိုင်သည်ဟုသောယုံကြည်ချက်မျိုးရှိမှသာ။ မိမိကိုမိမိပြန်ဆိုင်နိုင်မည်ဖြစ်ပေသည်ပြန်ဆိုင်မှုဖြင့်တိုးတက်လာမည်သို့သောပြန်ဆိုင်မှုဆိုသည်မှာအထောက်ရသောအရာဖြစ်သည် ကိုယ်ကိုပြန်ဆိုင်သောအခါတစ်နေ့ထက်တစ်နေ့ပို၍အထောက်ရသည်အလေးချင်းရလာသောအခါသိအထောက်ကြိုးပမ်းနိုင်စွမ်းသည် တိုးတက်လာသည် သိစွမ်းဆောင်အောင်မြင်မှုပမာဏသည်လည်းပို၍ကြီးမားလာသည်နေရနားမှာခြေပြားထောက်၍လက်ကိုစံတန်းချပါဘလောက်ရောက်သည်နည်း မြေဖြူနဲ့ချဲ့၍မှတ်သားထားပါနောက်တစ်နေ့အားစ၍စံတန်းချီပါမနေ့ကအမှတ်သားထက်တက်လာပါလိမ့်မည်နောက်တစ်နေ့နောက်နေ့တွင်မူအထမနေ့ထက်တိတိသားသားကြီးကြော်လွန်သွားမည်ကိုတွေ့ရလိမ့်မည်အစွမ်းဆိုင်တဘာဝမှာဒီအတိုင်းဖြစ်သည် အစွမ်းကုန်အားထုတ်ရင်ပင်တဲ့အစွမ်းတက်တီတော်သည်မူလအတိုင်းတားအကန့်သက်တို့နေပဲကိုတနေ့တခြားကြော်လွန်၍လာပေမည်တဲ့အစွမ်းစားသည်ယနေ့အလွန်သိငယ်ခြင်းသိငယ်အောင်မည် မစိုးရိမ်ပါနဲ့တခြားသူများနဲ့နှိုင်းရှင်ကအားငယ်ခြင်းမဖြစ်ပါနဲ့တင့်ကိုတင့်နိုင်အောင်သာပြန်ဆိုင်ပါမနေ့ရတန်ထက်ဒီကနေ့တင်ရတာလွန်အောင်သာစူးစားပါတနေ့တော့ခါဘေးဘီတို့လှဲ့ချီတော့ခါတစ်ချိန်ကတင့်ထက်များစွာအစွမ်းထက်ခဲ့သူများပဲတင့်အောင်တင့်အောင်မှာကြံ့ရစ်ခဲ့သူကိုတွေ့ရပါလိမ့်မည်လက်တွေ့လှုပ်ဆောင်တဲ့အလေးချင်းချို့တဲ့ ငါအစွမ်းစားငါဝရိယဖြစ်တာအရာရာစွမ်းဆောင်အောင်မြင်နိုင်ပြီဟူသောဆောင်ပုတ်ကိုရေးထုတ်မှတ်သားလက်ကမ်းထားပါနှင့်စေမီတုံများတပွဲတို့ဤများရှောင်ကျင်ပါလောက၌အောင်မြင်မှုအတွက်ဖြတ်လန်းနေမရှိကြောင်းသူတစ်ပါးကိုမတရားနှင်း၍တတ်သောနေသည်ရေးရှိတွင်စာဆုံးမှုတို့ဥတည်စေကြောင်းစိတ်တွင်ဆွေမြဲတိမကရင်းအကျင့်အကြံမျိုးရှောင်ကျင်နိုင်ရန်တတိပြုပါ၃မိမိစွမ်းဆောင်အောင်မြင်မှုကိုတိုင်တာရနိုင် ငွေကြေး၊ကားတိုက်ခန်းစသည်ဟုနဲ့မတိုင်းတာပါနဲ့။ရင်းတို့သည်အောင်မြင်မှုအသေးပွင့်အချို့ဖြစ်သည်မှန်ပါ၏။ထို့သောစက်မှန်၍ရေရှည်တွင်အချို့ဖြစ်တော်စင်ပြီးစွမ်းဆောင်အောင်မြင်မှုကတင်လို့သည်မလုပ်ငန်းတိုင်း၌တင်းဤစွာကုန်သုံးကအကောင်းဆုံးလုပ်ကိုင်နိုင်ခြင်းသာဖြစ်သည်။ရင်ချက်ဖြစ်တာအောင်မြင်မှုကိုတိုင်းတာဆုံးဖြတ်သည့်အလေးထားမွေးမြူပါလေမိမိရဲ့ချင်းအစွမ်းစားနဲ့မိမိကျွမ်းကျင်မှု ਨੇ ပယ်ဆိုင်ရာ အသိမြင်ဖို့တူတာများမပြဖွံ့ဖြိုးနေအောင်လေ့ကျင့်စီဖို့ပါမိမိကောင်းတွင်ရင်းနှီးမြှုပ်နှံသွေးပစ္စည်းကိုမိသူမျှမလူရနိုင်ဟူသောစကားရှိသည်ပညာရွှေကိုလူမခိုးဆိုသောသဘောလောက၌တန်ဖိုးရှိဆုံးရာသည်မိမိကိုယ်တွင်စူးစီးသိမ့်စေထားသောအရေးချင်းအစွမ်းစာများသာဖြစ်သည် အခန်းဆက်နှင့်ကိုအားကိုကိုချင်းလောက၌မတူညီသောခန္ဓာအသေးသေးတွင် အောင်မြင်မှုရရှိခဲ့သူတို့တူညီစွာလက်ခံယုံကြည်ထားကြသည့်အချက်တရရှိသည်။ယင်းကမိမိကံကြမ္မာအကောင်ဆုံးမိမိသာဖန်တီးနိုင်သည်ဟူ၍ဖြစ်၏။တစ်ခါတည်းကျွန်ုပ်တို့သည်မိမိလုံနေရသောအလုံးနှင့်ဆက်လင်း၍မိမိကိုယ်ကိုသနာခြင်း၊တကိုယ်တည်းချဲ့၍ဝမ်းနည်းခြင်းများဖြစ်မိတတ်သည်။ရာလူတော်ဝမဲ့ကိစ္စကြတော့ငါ့ကိုခြံထားခဲ့တယ်။အရာရှိကငါ့ကိုလက်ကားနဲ့အပြစ်ရှာနေငါလုံးရတဲ့လောက်ကစုံလှဲ့နွားလုံးလို့တတ်တမှတ်တယ်ပဲ။ ်အလွန်ညှင်းဝေးစရာကောင်းတယ်။စားဖြစ်တွေးမိခန်းစားနေမိတတ်တယ်။ဘာကြောင့်ဒီလိုခန်းစားနေမိကြသနည်း။သူတော်ဘာကြီးအထင်မြင်အလေးထားလွန်တက်သောကြောင့်ဖြစ်သည်။လူအများပြပင်မိမိလုံးနဲ့ဆက်လဲ၍စိတ်ချမ်းသာမှုစိတ်နှံ့အာရမှုများခန်းစားမိစေရန်အတွက်တခြားသူတို့၏ချီးမွမ်းအပေးစကားများမိကိုအားထားတတ်ကြသည်။လူတိုင်းပဲမိမိအလုပ်ကိုမိမိစဉ်နှက်နှစ်သက်ရန်တည်စဉ်နှက်နှစ်သက်ခွင့်လည်းရှိကြ၏လူသည် အလုပ်လုပ်သောတရားဖြစ်ရာ မိမိလောက်သောအလောက်ကိုမိမိနှက်တတ်နိုင်မှသာလျှင်ဘဝ၌ချမ်းသာသူပါကိုခံစားရနိုင်မည်ဖြစ်သူတစ်ပါးကချင်းမမှအဖေးတိမ်မှပြူမှတင့်လောက်ကိုတင့်ကျင်နဲ့အားရနိုင်မည်ဒီလောက်လုံးနေရသောတင့်ဘဝအတွက်ရှင်ပြအတတ်နိုင်မည်ဟုဆိုလျှင်တင့်သည်စိတ်ချမ်းသာမှုရရန်အတွက်သူတစ်ပါး၏ချီးကျူးအားပေးစကားကိုအမြင်ဆောင်စားနားဆော့နေရပေလိမ့်မည်စင်စစ်ချီးကျူးအားပေးစကားအတွက်သူတစ်ပါးကိုချီးအားကိုးနေကြမလို့ မိမိကိုယ်ကိုအားကိုးလည်လည်ရပါသည် ကိုယ့်လူကိုယ်ချင်တဲ့လက်ခံသည်နှက်တတ်နိုင်သည်ဆိုရင်ဒီလောက်လုံးနေရသောဘဝအတွက်အတက်ရှင်လန်းခြင်းမဖြစ်နိုင်စရာအကြောင်းရှိပေမိမိကိုယ်ကိုစိတ်ချမ်းသာမှုပေးနိုင်သည့်နည်းလမ်းများနဲ့တနေ့မှာဘဝ၏အတက်ဖွယ်ရွေး၍မြင့်တက်ခြင်းဖြစ်၏မိမိကိုယ်ကို ကိုးစားယုံကြည်တတ်၏ဘဝကိုအပြုတ်ဘက်အကောင်းဘက်ကရှုမြင်တက်ရည်တို့နဲ့ဆက်လင်း၍အတက်ကြွသောဟောပြောပို့ချခဲ့သည့်ပုဂ္ဂိုလ်ကြီးတုံးဖြစ်သူ ဒဲကာနတ်ကြီးနမိကျော်တောကခင်ဝင်နေနိုင်ရေးချမ်းကြီးတွင်အလွန်စိတ်ဝင်စားဖွယ်အဖြစ်ပြတခု ဖော်ပြပါရှိဒဲကာနတ်ကြီးမန်နေဂျာလည်းဖြစ် အရင်ရင်းနှီးသောမိဆွေတုံးလည်းဖြစ်သူဟာရိုအဘော်ဒီတခါအကြီးကျယ်စိတ်တကြဆင်ခဲ့ဝေးဖိုးစင်ရသူ့မှာအလုံးမရှိစုဆောင်ထားမြန်ငွေကြေးကိုဆုံရှုံခဲ့အောင်မကကျွေးလေပဲနဲ့အောင်တင်နေဒီအချိန်တွေတွင်သူ့ဘဝအတွက် စိတ်ပြတ်ခြင်းအားငယ်ခြင်း မိမိကိုယ်ကိုတဏှာကယုဏတက်ခြင်းများဖြစ်သည်မှာမဆန်းပါသူသည်ဗာမငွေချေပြီးနောက်ကင်းဆတ်မျိုးတို့တွားကအလောက်တစ်ခုတွားလုံးမျိုးစိတ်ကူးမိခဲ့၏သို့သောစိတ်တက်အခြေကျကျနေသည်ဖြင့်ဘာလုံးမှလှုပ်ခြင်းစိတ်မရှိ လုံလင်လဲအောင်မြင်မည်ဟုမမျော်လင့်ရဲပဲရှိနေ၏သူသည်တိုက်ပွဲတိုင်းရှုံးခဲ့သူတယောက်လုံးဝဥကျုံးနေသူတယောက်ဖြစ်နေပြီသို့သောဖန်သူစိတ်ပြေအားလျော်စွာတွားနေစဉ်နိုင်ငံရုတ်တရက်မျက်ချင်းဆိုင်မှာလာနေသောလူတယောက်နှင့် ဘွားကနန်းသွားတွေ့ရသည်ထို့လုံမှာခြေထောက်နှစ်ဖက်လုံးမရှိပေသူသည်စကိတ်စီသည့်ဥပြားပေါ်တွင်ထိုင်က သူ့ကိုယ်သူတွန်းရွှေ့သွားလာနေခြင်းဖြစ်သည်အဖို့တွေ့သည့်အခါသူကပြုံး၍နှုတ်ဆက်ကဒီမနက်ရာသီဥတော်ကတိတ်တာရတာပဲဗျာနော်ဟု၍ပဋိတန်တာရစကားဆိုသည်ဒီခိုက်မှာပဲအဖို့ဤစိတ်ဓာတ်များအကြီးအကျယ်ပြောင်းလဲသွားသည်ငါခြေကောင်းလက်ကောင်းနဲ့လုံးဝပြည့်စုံကုန်လုံးနဲ့လူတယောက်ပါလား ခြေနှက်ဖက်လုံးမရှိတဲ့လူတယောက်တောင်ယုံယုံရဲရဲသွားလာနေပြီးရွှွှင်ရွှင်ပြပြစိတ်လက်ချမ်းသာရှိနိုင်နေဆိုရင်ငါလိုအကောင့်မတိလူဟာဘာစိတ်ဖြင့်အားငယ်စရာရှိသလဲတွေးလိုက်မိသည်ရုတ်တရက်သူ့စိတ်အားတွေတက်လာသည်ဘန်ထဲသို့သူယုံယုံကြည်ကြည်ရဲရဲဝင်ဝင်ဝင်သွားသည်အောင်းမြင့်မြင့်ငွေချေးနိုင်နေသည်ဟိုနောက်တဆက်တည်းဆိုတော့ပဲသူအလောက်တစ်ခုလှုပ်ဖြစ်ခဲ့လေသည်ဤဒီမှာတကူတဲ့အားငယ်နေသည့်အဖြစ်မှာကိုအားကိုကိုစိတ်ရုတ်တရက်ပြောင်းဝင်သွားသည်တာရကတရက်ဖြစ်သည် အလားတူဖြစ်မျိုးကြုံရသည့်အမျိုးသမီးတယောက်အကြောင်းပြောလိုသည်သူ၏အမည်မှာ M ဖြစ်သည် M သည်လျောင်ကျားနှင့်ကွာရှင်းဖြစ်ဆဲပြီးသည့်နောက်တမီးနှစ်ယောက်နှင့်ချမ်းရသည်မိသားစုစားဝတ်နေအတွက်အလောက်တစ်ခုဝင်လုံးနေရတော့လေ၎င်းလုံးမှာမိမိအစင်နဲ့စားတော့များစွာနေကြသည်ဟုယူဆသည်ဖြင့်ယင်းအတွက်အားငယ်ရှက်ရွံ့ခြင်းဖြစ်၍နေသည်တခုသောတနင်္ဂနွေနေ့တွင်ဖျားရှိခိုးကြောင့်ခံမာတဲ့တွင်ထိုင်ကား သူမ၏ဆိုးလာသောဘွား Brad ဆင်ဆင်တွေးကဝမ်းနဲ့ခြေခွန်းနေ gain ဖျားလူချေးတယောက်ကလဇုံတစ်ခုထား၍ကျင်ညာသည်ကိုကြားရသည်၎င်းဖျားရှိခိုးကြောင့်အတင်းသားတို့သည်ကြောက်ကဲ့ယောဂရှိသည်ဖြင့်တပတ်လင်း၃ချိန်များစေုံတို့သွားကသွေးတန်ဆက်ဖြင့်ကုသမှုခံယူနေကြောင်း၎င်းပုဂ္ဂိုလ်မှာမျက်စိမမြင်သည်ဖြင့်စေုံတို့သွားရန်အခက်အခဲရှိနေရာအတင်းသားများထဲမှမိမိတတ်နိုင်သလောက်ကုညင်လိုသည့်စေတနာရှင်များရှိပါက စေယုံတို့အလှည့်ကြတာဝန်ယူပို့ဆောင်ပေးကြရတဲ့အတွက်စီစဉ်နိုင်ရန်စည်ရင်ပေးကြစေလိုကြောင်းကြေညာနေခြင်းဖြစ်သည်။ပို့ကျညာချက်ကြားသည့်အခိုင်မှာပင်အင်းဤကောင်းတဲ့၌လင်းကနန်းဖြစ်သွားသည်။ကြောက်ကမကောင်း၍ကုသနေရသော မျက်မမြင်တရားမိမိကမျက်စိမြင်သည်ကြောက်ကကောင်းသည်စန္နာတွင်လည်းကောင်းသည်ဒီလိုအကုန်လုံးကောင်းနေသူတယောက်ကမိမိကိုယ်ကိုဒုက္ခိတာလို့သဘောထားကဂယုနာတတ်နေခြင်းစိတ်ပြီးသနာနေခြင်းသည်ရှက်စရာဟု သူမြင်လိုက်သည် ဒီကနေ့ကစ၍အငယ်စေကိုပယ်မိကို့အားကိုကို၍စူးစားတော်မူဟုပိုင်းဖြားလိုက်သည်ခုနေ့မှစ၍အလုတ်ကို စိတ်ပါလက်ပါလို့သည်ဒီလုံးမှာဘလို့တိုးတက်နိုင်ပြီလဲစဉ်းစားကြံစားကမကျွမ်းကျင်သေးသည်များကျွမ်းကျင်အောင်လေ့ကျင့်သည်များမကြမီပင်ရာထူးအဆင့်ဆင့်တိုးကလုပ်ငန်းခွဲမန်နေဂျာဖြစ်လာသည်ဤသည်မှာလူတော်ဦးထဲမှာပင်အများကမိမိရာတနာညာတာကအပေးကူညီလိမ့်မလားဟု ထိုင်၍မျောလင်းဆောင်စားနေချိန်တွင်တကယ်သနာစရာကောင်းလောက်နေချလာသလောက်အလုံးလုံးလဲလုံးတလောက်ဖြစ်ရမည်ဟူသောယုံကြည်ချက်ဖြင့်ကိုအားကိုကိုစူးစမ်းသည့်အခါတကယ်ဖြစ်မြောက်အောင်မြင်သွားပုံကိုပြသည့်လက်တွေ့ဖြစ်ရတခုဖြစ်သည့်လူများတို့သဘောမှာမိမိ၌ရှိသည့်အရာတွေကရင်းတွက်စိတ်နှံ့အားရခြင်းမဖြစ်တတ်ပဲမိမိ၌ဘာတွေချို့တက်နေသည်ဟူသောတွေက စိတ်ပြတ်ဝန်းနေခြင်းဖြစ်တတ်ကြသည်ခဏမရှိခြင်းအတွက်ဝန်းနေတော်သူသည် ခြေတော်မရှိသူတွေ့တဲ့အခါရှက်ယုံခြင်းဖြစ်ရလိမ့်မည်ဟုသောစကားမှတ်သားထားတဲ့သည်16ရာစုအင်္ဂလန်ပြည်၌ကက်ရှွန်ဝဲအမည်ရှိဖာသာရေးကောင်းဆောင်တယောက်ရှိသည်သူဟာစဉ်းစားပါထို့နောက်ကျေးဇူးတင်မှာသို့သောစကားတစ်ခုပြောခဲ့သည်မိမိ၌ဝမ်းသာစရာအားကိုးစရာမိသည့်အရေးချင်းအစွမ်းတက်တည်များမိတို့သော အဖို့တန်ရတနာများပိုင်ဆိုင်ပါသည် တခုချင်းစဉ်းစားဆီစက်ပါ ုံးနောင်ယင်းရာများပိုင်ဆိုင်권ရမှုတွင်ဖျားသခင်ကိုကျေးဇူးတင်ပါဟု၍သူဆိုခြင်းဖြစ်သည်။စင်စာပါနေ့စဉ်မိနစ်နိုင်ငယ်စီအချိန်ယူကမိမိ၌မိတိအရေးချင်းအစွမ်းတတ္တိများရှိသည်ကိုပြန်လည်ဖော်ထုတ်မှတ်တမ်းတင်ခြင်းဖြင့်ကိုအားကိုကိုသောစိတ်ကိုမိမှုပါထို့သည်ဖြင့်လက်ရှိအလုံး၌အခက်အခဲတွေတွေ့နေရသည်အလုံးမှထွက်ချင်စိတ်ပင်ဖြစ်ပေါ်နေသည်ဆိုကကိုရေချင်းကိုပြန်ဖို့စဉ်းစားခြင်း တိတ်ထိတ်တင်ခြင်းအလုပ်ကိုပို့ရွေးပင်လုပ်တင်သည်မိမိကိုယ်ကိုအာကိုစိတ်တို့တက်လာရင်ဆော့ဆော့အလုံးမှထွက်ပြေးခြင်းလောက်ခက်ခဲသည့်ပြဿနာသည်အလွဲတကူဖြစ်ရှင်းနိုင်သည့်အရာမျိုးဖြစ်လာနိုင်ပါသည်ဘဝဟူသည် ကိုထုကိုတာလုပ်ငန်းတစ်ခုသာဖြစ်သည် လောက၌အောင်မြင်မှုဟူသည်တမျိုးဒီသာရှိရင်းကမိမိဘဝမိမိချမှတ်ထားသောနိလန်အတိုင်းနေသွားနိုင်ခြင်းပင်ဖြစ်သည်ဟူ၍ခရစ်စတိုဖာမော်လီအမိရှိပုဂ္ဂိုလ်ကြီးတဦးကပြောမူ၏ လက်တွေ့လောကသဘောနိုင်လူတို့သည်မိမိလှုပ်လို့ရမိမိဆရာထက်တန်ရမိမိအာယုံဆွဲလန်းရာတို့တစ်ဖက်ကလှုပ်ကန်လျက်ရှိကြပြီတခြားတစ်ဖက်ကလည်းရင်းလှုပ်ကန်မှုများ၏ကောင်းကျိုးဆိုးဖြစ်တို့မိမိကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေမလွဲမသွေခံယူနေကြရ၏လူအများစုတို့မှာဤအချက်ကိုမသိကြုံကြုံပြုနေကြ၏အချို့လည်းတကယ်မသိပဲရှိကြ၏လောကဤသဘောမသိမမြင်သည့်အခါလောက၌ဘယ်သို့ဘယ်ပုံချင့်ကြံနေထိုင်ရမျိုးမသိပဲ စံတဝဝနဲ့ကြုံရကြရခြင်းလဲကမိမိတို့မအောင်မြင်ခြင်းဘဝဒုက္ခမခံစားရခြင်းတို့သည်မကောင်းသောကံကြမ္မာကြောင့်ကျေလနက္ခတ္တများကြောင့်စသဖြင့်မဆိုင်သည်များထင်ရှားမြင်ရှားအပြစ်ဖို့ကြလေသည်ဘဝဟုသည်ကိုလုံးသလိုကိုဖြစ်မည်ကိုထုကိုထလုပ်ငန်းဖြစ်ကြောင်းသဘောပေါက်ထားကြသူတို့ကမိမိဘဝအတွက်ချမ်းသာဒုက္ခကိုပေးမည်မိမိရည်မှန်းချက်ပန်းနိုင်အောင်၎င်း ရင်းပန်းနိုင်သူရောင်ချီတက်ရမည်လမ်းချောင်းနှင့်ကျင့်စဉ်တို့၎င်းစနစ်တကျချမှတ်ကမိမိအနာဂတ်ကိုပြပြပြင်းပြင်းသိမြင်စွာလှုပ်ရှားဆောင်ရွက်ကြသဖြင့်စံတဝဝဝသမားတို့ကြော်ဖြတ်ကအောင်မြင်မှုအသေးပွင့်များလှည့်မြန်စွာခန့်စားကြပေသည်ဘဝ၏ကိုထုကိုထသဘောတည်သည့်အခါကိုအားကိုကိုစိတ်ထက်သန်လာသည် ကိုအားကိုကိုစိတ်ဝင်လာပြီဆိုရင်အောင်မြင်ချီဝဖို့လမ်းစာပေါ်ပြီဒီစိတ်တက်ကြောင့်ရိုးရိုးအယောင်စေတဲ့တယောက်သည် ကုန်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းရှင်ဖြစ်လာနိုင်သည်။ဇဝဲထိုးအဆင့်မှစားတောက်ဆိုင်ပိုင်ရှင်အဆင့်သို့တက်လာနိုင်သည်။သူတော်ဘာကုမ္ပဏီတွင်စင်းကင်လုပ်ပေးနေရကကိုယ်တိုင်ကုမ္ပဏီပိုင်ရှင်ကြီးဖြစ်လာနိုင်သည်။ခေါင်းဆောင်ဖြစ်မည်သူအခြေကဖြစ်မည်သူတယောက်တွင်ပြင်းပြထက်သန်သောယုံကြည်ချက်နှင့်ရှင်းကိုအကောင့်ထဲပုံမည်လုပ်ငန်းစီစဉ်တို့ဖြင့်ပို၍အရေးကြီးသောအရာဖြစ်အထက်ကဆိုခဲ့သည့်ကိုအားကိုကိုစိတ်မုတ်ချရှိဖို့လိုပေသည်။ မိသားစုဆက်သွယ်ကောင်းခြင်းအမွေနှင့်ရရှိခြင်းရုပ်လက္ခဏာကောင်းမွန်ခြင်းဉာဏ်ပညာထက်မြတ်ခြင်းတို့သည်ကြည်ဝါတို့ထံအပြန်ဆိုင်စူးစားနေရသောလောကထဲ၌သူတစ်ပါးထက်တပန်းသာစေသောအချက်များဖြစ်သို့တော်အင်းချက်များအားလုံးသည် တကယ်လက်တွေ့အရေးပါမှုအရာ၌ကိုယ်အားကိုယ်ကိုယ်စိတ်ကိုမမိခြင်း၎င်းစိတ်နေရာကိုအစားမဝင်နိုင်ခြင်းတဏှီပြောရရင် ကိုအားကိုကိုစိတ်မပါပဲအထက်ဖော်ပြပါတပန်းတာသောခြေနေများတက်တက်ဖြင့်အောင်မြင်မှုမရနိုင်ပေဆက်များမောင်းနေရင်လောင်စာစီဆွမ်းအားလိုတကယ်သို့လူတအုပ်နှုတ်ရှားရုံးကန်အတွက်စိတ်တက်တီဟူသောဆွမ်းအားလိုပေသည်ဆွမ်းအားအတွက်ပြန်ပအကူညီကိုအားကိုနေရကဘဝတည်မတည်ချာဆွမ်းအားကိုမိမိကိုယ်တွင်မှထုတ်ယူရရှိနိုင်မှသာဘဝအတွက်စိတ်ချမည် ကိုအားကိုကိုစိတ်သည်လောင်စာစီများမပြတ်ထုတ်လုံနေသည့်ကိုရင်းရှိစွာတူလောင်ယုံကြည်ဖြစ်သည်ဒီစိတ်တတ်ရှိသူများသည့်မိမိလုံလို့ရအောင်လုပ်ရန်အတွက်အမြဲခွန်အားပြည့်ရှိနေကြသည်မိသည့်လုံဆိုစိတ်ပါလက်ပါအသွန်ခွန်ဆိုင်လုပ်သည့်အခါအောင်မြင်မှုရစမဲဖြစ်သည်၎င်းပုဂ္ဂိုလ်များမှမိမိလုံလို့ရအောင်လုပ်ရသည့်အတွက်၎င်းလုပ်ငန်းအောင်မြင်မှုအသေးပွန်ခန့်စားရသည့်အတွက်၎င်းနှစ်ထပ်ကွန်ဝမ်းမြောက်ခြင်းနှင့်ခွင့်ရကြပါသည်ထို့ကြောင့် လောက၌လူတယောက်စိတ်ချမ်းသာမှုရှိမရှိဟုသည်၎င်းလူ၏စိတ်ဓာတ်ပေါ်၌သာမူတည်သည်ဟုဆိုခြင်းသည်သူတစ်ပါးဟုသော၎င်းပဝင်းခြင်းအခြေအနေသော၎င်းတရားနက်ခတ်များဟုသော၎င်းအာကိုတတ်သူဖြစ်က၎င်းလူ၏ဘဝ၌စိတ်ချမ်းသာမှုဟုသည်မရေရာ ကံပေးသည်များသာပဲဖြစ်လိမ့်မည်မိမိကိုယ်ကိုအာကိုကမိမိကံကြမ္မာမိမိဖန်တီသူမိမိအနာဂတ်မိမိတည်ဆောက်သူဖြစ်မှသာသူ၏အစွမ်းစာအရေးချင်းရှိသလောက်တိုးတက်အောင်မင်းကလက်ရှိဘဝအတွက်၎င်း ို့မကောင်းမွန်လာမည်မိမိအနာဂတ်အတွက်လောက်အမြင့်စိတ်ကျင်နဲ့ချမ်းသာနေနိုင်မည်ဖြစ်သည်။လက်တွေ့လှုပ်ဆောင်တဲ့သည့်အလေးချင်းချို၁တခြားသူများနဲ့မနှိုင်းယှဉ်ပဲမိမိကိုယ်ပိုင်စန့်ချင်းစံညုံများသတ်မှတ်ပါ။တကယ်အောင်မြင်နေသောသူများကမိမိကိုယ်ကိုမိမိပြန်ဆိုင်နေကြသူများသာဖြစ်သည်။မနေ့ကတင်လာခဲ့သည့်မိမိစံချင်းကိုယနေ့ချိုးနိုင်ရန်စူးစမ်းခြင်းဖြင့်သာလူတစ်ယောက်သည်အစင်မပြတ်တိုးတက်နိုင်မည်သည်။၂ တဲ့အစွမ်းစာအရေးချက်များတင်းဤစွမ်းဆောင်နိုင်စွမ်းများတိုးတက်လာရေးအတွက်လှုပ်ဆောင်ရမည့်ဖွံ့ဖြိုးရေးစီမံကိန်းတရက်ကိုယနေ့ပင်ချမှတ်ပါကျွန်တော်တနေ့တော့လုပ်ကြည့်အောင်ပါဗျာကျွန်တော်တကယ်လို့ရင်အခုလိုရတဲ့အများကြီးဖြစ်တယ်ဗျာစသဖြင့်ပြောနေသူများသည်ဘယ်တော့ခါမှဘာမှမဖြစ်သူများဖြစ်သည်တနေ့ဆိုသောစကားကိုယနေ့တို့ပြောင်းလဲပြန်နိုင်လဲတင်းတနေ့မဟုတ်ချအောင်မြင်မည်ဖြစ်သည်၃မိမိကိုယ်ကိုအားကိုးစိတ်မွေးမြူပါ ရင်းသွဝင်းမြူရ၌မိမိလက်ရှိဌာနဥစ္စာအဆက်အသွယ်အပေါင်းအသင်းနဲ့ယာတုဂုံရှင်ကိုအားကိုးခြင်းမဖြစ်စေနဲ့အကြောင်းကြောင့်ကြောင့်ရင်းအပေါ်ရန်အရာများပြည့်စည်ပြောင်းဆောင်သွားတယ်လေအချိန်မွေးပြင်လဲတိဆောက်ရယူပေးနိုင်ပြီးမိမိပင်ကိုယ်အရေးချင်းများနဲ့အတွင်အနှစ်သာရများအတွက်သာအားထားယုံကြည်ခြင်းဖြစ်ပါစေအခန်း73အခွင့်အလန်း ကျမကီကီ channel ကို subscribe လုပ်ရသေးတယ်ဆိုရင် subscribe လုပ်ထားပြီးဗီဒီယိုသစ်တင်တိုင်းသိအောင် notification လိုလဲနှိပ်ခဲ့ပေးရပါအောင်ရှင်။